အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel ရဲ့ note ဆက်လိုက်ပါတကင်းချင်းတို့ကြီးမနေ့ကတော့ PSG နဲ့ Arsenal မှာ PSG ကနှစ်ဂိုးတကိုးနဲ့နိုင်ရရှိပြီးတော့ Champions League မှာတော့ final result nothing ထွက်သွား Inter Milan နဲ့ PSG ကတော့ Champions League ကနေဒီနေ့မှာကျွန်တော်ဘယ်ပွဲတွေသွားဖို့ရှိလဲဆိုတော့ Europa League နဲ့ကျွန်တော် Euro Cup League ပွဲစဉ်တွေသွားဖို့ရှိတယ်ဒီပွဲစဉ်တွေမှာတော့ပြက်ပြက်သားသားလေးပြီးဆိုရင်ခုံဖို့ကတအားမရှိတော့ Chelsea နဲ့ လူရာဂါဒင်းเนี่ยခိုးစည်းဆိုတော့ဒီပွဲလည်းအစ်စေးပဲမန်ယူကလည်းသရီးစည်းဆိုတော့အိတ်ခွင်းမှာဆိုအစ်စစ်ကန်လို့ရတယ်ဘော်ဒီကလင်းเนี่ยတော်တန်ဟော့စပါလည်းသရီး1ဆိုတော့ဒီပွဲမှာလည်းတိတ်ရင်ခုံဖို့မကောင်းတော့ရင်ခုံစရာကောင်းတာတပွဲကျန်ဖီယိုရန်တီနာနဲ့ရီယဘက်တစ်ကအရင်ပွဲမှာ2-1ဆိုတော့ဒီပွဲစဉ်ကဘယ်လိုတွေဖြစ်နိုင်လဲဆိုတော့ကျွန်တော်ဒီနေ့ကတော့ခတ်တုတ်တုတ်လေးပဲတွားလိုက်ရအောင် ခဲ့ကျွန်တော်တို့ပထမဦးဆုံးတွေ့ရမှာလို့မန်ယူနဲ့ဘီဘာအိုနဲ့ပွဲစဉ်တွေစလာရအောင်မန်ယူနဲ့ဘီဘာအိုအားလို့ head to head မှာလို့မန်ယူရတပွဲနိုင်ထားတယ်ဘီဘာအိုကနှစ်ပွဲနိုင်ထားတယ်ဒီနှစ်ပွဲစဉ်ကတော့ဘယ်လိုလေးလာမလဲဘယ်လိုချစ်ချစ်လာမလဲဒီနှစ်ပွဲစဉ်မန်ယူနဲ့ဘီဘာအို မန်ယူက2.00 3.70တို့ပေးထားနေတိုင်းမှာဒီပွဲစဉ်ရလို့မန်ယူကတော့လူကုန်ပဲထဲသွားမှာပဲဖိုင်နယ်ထွက်လို့သူကတော့မန်လို့ရနေပြီအစ်စေးပဲဒါပေမဲ့ဂိုးမန်ရမယ့်အနေထားဖြစ်သွားပြီဒီပွဲစဉ်ရလို့ဂိုးမန်ရအောင်လည်းနည်းနည်းကြက်သွားတယ်မန်ယူတအားလို့ဖိကန်တော့မှာမဟုတ်ဒီနေထားမှာလို့မန်ယူကတော့နှစ်ခိုးတစ်ခိုးနဲ့နိုင်ရရှိသွားမယ်လို့ပွဲစဉ်နဲ့ခံမှန်းလိုက်ပါတယ်ဗျာ โอเคမန်ယူပြီးပါအပွဲပြီးတာနဲ့ဒေါတန်ဟော့စပါနဲ့ဘိုဒိုဂလင်းကိုကြည့်လိုက်ရအောင်အတူဟက်မှာလည်းတွစ်ဆုံမှုတွေမှာလည်းစပါတပွဲနိုင်ထားတယ်တပွဲပဲတွစ်ဆုံတာ၃ကိုတကိုဆိုရနေထားနေဘက်လေချက်ကြည့်လိုက်အောင်မဒီနေ့ပွဲစရာဘိုဒိုဂလင်းတော့မပေးလောက်နဲ့တူ2 point စစ်သွေးနဲ့တူပိုက်ဖို့စီပိုက်စောလေးပဲဒီပွဲစဉ်မှာစပါလူစင်းအကုန်ထုတ်သွားမလားစပါလည်းဒီပွဲပေါ့ပါလေကန်သွားမှာပဲဒီပွဲစဉ်ကိုလည်းကျွန်တော်ကိုပြက်ပြက်သားသားလို့မမှန်းတော့ဘိုးတကိုးဆိုတဲ့နေထားနေမဲ့ပွဲစဉ်နဲ့ဆုံးသက်သွားမှာကျွန်တော်ခံမှန်းလိုက်ပါရဲ့ဗျာโอเคဒါပြည်တဲ့ယူရိုပါလိတွေတွားလိုက်အောင်ချက်စီးပွဲလေးရင်ကြည့်လိုက်အောင်ချက်စီးနဲ့ did you got it အတွေ့အမှချက်စီတပွဲနိုင်တာလေးကိုတကုဆိုတဲ့အနေထားနဲ့ဒီပွဲစဉ်ဘက်လက်ဘလို့ပေးတာချက်ရှိုးလိုက်ပဲလေပွဲစဉ်ကတော့ဘက်ကတော့ချက်စီပဲပေးမယ်နေလို့ချက်စီကလည်းလူစင်းကတတ်တော့တင်းတင်းရှိတယ်ဆိုတော့လူကတော့အရန်လူပဲသုံးသွားမှုများပါတယ်မတော် तू ကချက်ပြန်လေးဝင်ခွက်တော်တယ်နည်းနည်းရုံးအောင်မှာဟုတ်တယ်ကျွန်တော်ထင်တယ်လို့ပဲဘက်လက်ကလုံးဝပြောင်းမြိုင်ဖြစ်သွားရင်တော့ အိမ်ဝင်ကြည့်ကို855ဇီနဲ့ဒီမှာကြည့်1.38တယ်နည်းနည်းစားဝိုင်းတော့ဒီပွဲရနည်းနည်းတော့စစ်စီးတော့ရှုံးမယ်ဆိုရင်နေထားတော့သူကမှန်းထားဆိုလို့အာတော်တော်ဆူဆူပါပဲစစ်စီးရဒီပွဲမှာတော့လူကတော့တော်တော် ချက်မှာပဲပရီးမီးယားလိတော်တော်ဥတီမယ်ဆိုတော့စစ်စီးရဒီပွဲစဉ်မှာနှစ်ကိုတကိုနဲ့ချုံနေပါလေအေးစေးပဲဆိုတော့သဘောခေါ်တာလား ဒီပွဲစဉ်နဲ့ညကုတ်တကုတ်တော့မပေးနိုင်ပါဘူးကျွန်တော်ကတော့တရေပဲနည်းနည်းပိုကြိုက်နေသိမိပါနဲ့ချက်စီဒီပွဲစဉ်မှာနှစ်ခုနှစ်ခုဆိုတော့တရရလာနဲ့ပြီးဆုံးမယ်လို့ကိုခတ်မှလိုက်ပါလေ Okay နောက်ဆုံးရင် ခုံစရာကောင်းနေတဲ့ Fiorentina နဲ့ Real Betis ပွဲတွေတွားလိုက်ရအောင်အဲ့တူဟက်မှာလည်း Real Betis တပွဲနိုင်တာနှစ်ခုတကုတ်ဆိုရရလာနဲ့ဒီပွဲစဉ်ဘယ်လိုသွားမလဲပွဲစဉ်နဲ့စားဝိုင်းနော်ဒီပွဲကတော့ ီနေ့မှာရင်ခုန်ကြတိတပွဲပဲရှိတော့တာပဲကောင်းကောင်းဆိုလို့ဘက်တစ်ပေးထားတာ PO ပဲပေးမှာပေါ့နက်နက်9နဲ့330နဲ့ပေးထားနေထိုင်ပေးထားပြီးတော့လူစင်းတွေက Fiorentina 352ဆိုတဲ့ဟာရလထွက်လာပြီးတော့ Real ဘက်တွေကလည်း4231ဆိုတဲ့နိုင်နဲ့ထွက်လာမယ်အတိုနီတို့ Isco တို့နော်တော်တော်ကောင်းနေတဲ့နေထိုင်နဲ့ PO မှာ Kane ဒီ ပါဂျီယိုလီကောင်းတာပဲဖီယိုမိုင်းလူစေးကဒီကရာကြီးရဲ့လက်စွမ်းပြနေနောက်ဆုံးပွဲမှာကြည့်လိုက်အောင်ရီယဘက်တွေတောက်လျှောက်နိုင်တာဖီယိုကရိုမာလိုရှုံးထားနော်ဒီပွဲမှာရီယဘက်တွေကိုနိုင်ပြီးတက်နိုင်လားဒီပွဲစဉ်ယူတယ်ဖီယိုရီယဘက်တွေပဲတက်ဝါနိုင်ထင်တာပဲကျွန်တော်တော့ဒီပွဲစဉ်ယူတယ်ဂိုးရလာတာခမန်းမယ်ဆိုရင်ကျွန်တော်ဖီယိုနဲ့ရီယဘက်တွေတကောတကောဆိုရယ်ဂိုးရလာတယ်ကျွန်တော်ဂိုးခမန်းရင်းနဲ့ကျွန်တော်တို့ ယူရိုပါလိနဲ့ယူရိုကော့ပ်ဖက်လိရဲ့နေဘွဲပရီဒီရှင်းနဲ့ကျွန်တော်တကယ်ကြီးတော့အလိုနှုတ်ဆက်လိုက်ပါအားလုံးပဲကိုစိတ်နှပြကျမ်းမာကြပါစေဗျာ